2025ခုနှစ်မတ်လ14ရက်နေ့မနက်ခင်းစည်ရတဲ့ရင်ကောင်းနှုတ်ချက်များကိုတင်ပြပေးတော်မှာဖြစ်ပါတယ်။အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးတိုင်းတာနယ်ဆင်းရဲကြဖို့ဖြစ်လိမ့်မယ်လို့ကာကွယ်ရေးဝန်ကြီးဦးရင်မုံကပြောကြားလိုက်တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ PDF ပါကဖာနေမဟာမိတ်ဒေါ်လာရင်းအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မြေနာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးတိုင်းတာနဲ့ဆင်းရဲကြကထိုးထိုးစစ်ကြီးကဆရာနာသိမ့်မှုကိုအဆုံးသတ်ပေးလိုက်မယ်လို့ယုံကြည်ကြောင်းတမှုတနန်းအပတ်စဉ်တိ တနင်္လာနေ့ဆွဲခန်းနာမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးရီမုံမှ ပေးပို့တဲ့တဝင်လွှာမှာ ဖော်ပြထားပါတယ်။ဒီနေ့ဒေါ်လာရေးအခြေအနေအရရက်ကိုကြည့်ရရင်ဒေါ်လာရေးအောင်မြင်ဖို့အတွက်ရောဒေါ်လာရေးအောင်မြင်တဲ့အခါပြည်သူများမျှော်မှန်းတဲ့ Federal Democracy ပြည်ထောင်စုအောင်အောင်မြင်မြင်ထူထောင်နိုင်မှုအတွက်ပါ PDF တက်မတော်မှာကြီးလေးတဲ့တာဝန်ရှိတယ်ဆိုတာရဲဘော်တို့လည်းနားလေသဘောပေါက်ပြီးဖြစ်လိမ့်မယ်။ ဒေါ်လာရေးအစောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောင်ရင်းတစ်ဖက်က တနိုင်ငံလုံးတိုင်းတန်နေစည်ရေးလှုပ်ရှားနိုင်အောင်ပထမအဆင့်ဂျူပန်ကဲကြရတယ်။ ဒုတိယအဆင့်အနေနဲ့အင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ဝင်းကြီးကဆိုထားပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်ကိုထူထောင်ရမှာတစ်လက်နက်ကိုင်းຫນွေဦးအင်အားစု အလုံးကို အလဲတော်တစ်ခုအောက်မှာစုစည်းရင်းပြည်သူ့တော်လှန်ရေးတရက်ဆင်နွှဲရန်နေစနစ်ပြောင်းရေးဥတည်တဲ့တော်လှန်ရေးဖြစ်တဲ့အားလျော်စွာ Federal Democracy နိုင်ငံရေးစနစ်နဲ့လျော်ညီတဲ့ Federal ပြည်ထောင်စုတပ်မတော်တည်ထောင်တဲ့အခါရှေ့ပြေးမြူတွေဖြစ်စေရန်အမြဲနှလ ုံးသွင်းထားရမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ပြည်မနာစကြောင်းမူရဲဘော်ကိုဆိုင်အသက်ခံရမှုကရင်ပြည်သည်တက်မတော်ကကျူးလွန်သူများဖော်ထုတ်အေးအေးယူပေးရန်နေပြည်တော်တိုင်းစစ်ဌာနထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်ပြည်မနာစကြောင်းမူရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုင်ကိုတက်ပြတ်ခံရမှုမှာကရင်ပြည်သည်တက်မတော်မှကျူးလွန်သူများဖော်ထုတ်အေးအေးယူပေးရန်ပြည်သူ့ကာကွယ်တက်မတော်နေပြည်တော်တိုင်းစစ်ဌာနမှမတ်လ23ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်မတ်လ3ရက်နေ့နေ့လယ်တနာရီမှာနေပြည်တော်တိုင်းစစ်ဌာနပြည်မနာစကြောင်းစကြောင်းမူရဲဘော်ကိုဆိုင် ုင်းအောင်ကရင်ပြည်သက်တမတော်ဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးတိန့်ဟန်နဲ့တွေ့ဆုံဆွေးနွေးရန်ဝန်ဆိုကကရင်ပြည်သက်နယ်မြေအမတ်6မြို့နယ်ဒုတက်မဟာမှူးဖိုးခွားကလာရောက်ခေါ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ်ကံပြည်သည်တက်မတော်ဘတ်တို့နေပြည်တော်တိုင်းစစ်ဌာနမှာမက်စလာ9ရက်နေ့မှာစာထုတ်၍အကြောင်းကြားတော်လေအကြောင်းပြန်ကြားလာခြင်းမရှိခဲ့သလိုဂျားကာလာအချိန်များမှာလေကယန်းပြည်သည်တက်မတော်နေမြေအထိတွားရောက်တွေ့ဆုံဆွေးနွေးရန်စူးစမ်းခဲ့တော်လေဗဟုကော်မတီများမှာတွေ့ဆုံဖြည့်ရှင်ပေးခြင်းမရှိဘူးလို့သိရှိရပါတယ် မက်လာ73ရက်နေ့မှာမိမိတို့နေပြည်တော်တိုင်းစစ်ဌာနနဲ့မဟာမိတ်ညီနောင်ဖွဲ့စည်းများရဲ့စုံစမ်းထောက်လှမ်းပေးမှုများအရကရမ်းပြည်သည်တက်မတော်ရုံးဆိုင်ရာနယ်မြေတနီယာ၌တော်လှန်ရေးဦးဆောင်သူရဲဘော်တူဖြစ်တဲ့ရဲဘော်ကိုဆိုင်ခုံဝင်းလိုင်ကိုရဲ့ရုပ်လောင်းကိုလူသားမဆန်စွာ ပြင်းပြင်းထန်ထန်နှင်းပန်းနှိပ်စက်ထားသောဒဏ်ရာများစွာနဲ့ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ကရင်ပြည်သူတပ်မတော်ဟာယခုစာထုတ်ပြန်ပြီးသည့်အချိန်မှ၃ရက်အတွင်းဤဖြစ်စဉ်အားတာဝန်ပြေဝယူ၍ဖြေရှင်းပေးရန်အမိန်ပေးစေခိုင်းသူနဲ့ကျူးလွန်သူအလုံးကိုထိထိရောက်ရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်တော်လိုင်းအဝင်းဝိုင်းတစ်ခုလုံးကိုချိန်ချောက်မှုဖြစ်သဖြင့်တော်လိုင်းမဟာမိတ်တပ်ဖွဲ့များအနေနဲ့ဤဖြစ်စဉ်အားတမတမတ်ကြစေဖို့ဝိုင်းဝန်းကြိုးပမ်းကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနနဲ့ဒီဟာတရင်တပ်ဖွဲ့များအားလုံးမှသဘောထားထုတ်ပြန်ထားပါတယ်။လက်ရှိ KNP ပြည်သူ့ပါတီ KNLB ဥက္ကဋ္ဌမှာတန်းဆိုးနိုင်ဖြစ်ပြီး KNP ပြည်သူ့ဒေါ်လာရေးကောင်စီ KNLRCR ဗိုလ်မှူးချုပ်အိုင်နော်ထားကတာဝန်ယူထားပြီး KNP ပြည်သူ့တပ်မတော် KNL ရဲ့စစ်ဦးစီးချုပ်မှာဗိုလ်မှူးချုပ်များလို့ဖြစ်တယ်လို့ PeopleStream ဖော်ပြချက်အရသိရှိရပါတယ်ခင်ဗျာ။ စစ်ကောင်စီရဲ့ drone တစ်စီးကိုနေပြည်တော် PDF ကစနိုက်ပါနဲ့ပစ်ချနိုင်ခဲ့တဲ့သတင်းကိုဖော်ပြပေးကြပါရစေ။ပဲခူးတိုင်းရေတားရှိမြို့နယ်မှာစစ်ကောင်စီ drone တစ်စီးကိုစနိုက်ပါနဲ့ပစ်ချနိုင်ခဲ့တယ်လို့နေပြည်တော် PDF တရင်801ရဲ့ပြောကြားချက်အရ KPV News ကဖော်ပြထားပါရစေ။ မက်လာဆန်နေရနေမှာရေတာရှည်မြို့နယ်အတွင်းကကျေးရွာတစ်ခုကိုလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီ drone တစ်စီးကိုပြန်ဆင်းမှာပြစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ရေတာရှည်မြို့နယ်စစ်စင်ရေးနယ်မြေအတွင်းစစ်ကောင်စီကကျေးရွာများကို drone နဲ့မကြာခဏလာရောက်ကျဲချလေရှိပြီးတော်လိုင်းတပ်ဖွဲ့များနဲ့လည်းတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလပိုင်းကရေတာရှိမြို့နယ်တွင်ကျေးရွာတရွာကိုစစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖုန်ကြီးတစ်ပါးပြန်လည်တော်မူခဲ့ပြီးဒေသတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာပလန်းမျိုးသိန်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှအကြိမ်များစွာပုံကျဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးကြပါတယ် ချင်းညီနောင်စစ်စင်ရေးဖြစ်ဖော်ဆောင်နေတဲ့ဖလန်းမျိုးသိမ့်တိုက်ပွဲမှာစစ်ကောင်စီကအင်အားထပ်ဖြည့်ထားပြီးခလာရ268တရင်ဤကစခန်းကုန်းများမှာစစ်ကောင်စီနဲ့ချင်းပူပေါင်းတပ်တို့အပြန်အလှန်ထိုးစစ်ဆင်တိုက်ပွဲများပြင်းထန်နေတယ်လို့သိရှိရပါတယ်။ ဖလန်းမျိုးကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ခလာရ268တက်နီးရှိအရေးပါတဲ့စခန်းကုန်းတွေကိုပြန်လည်ရရှိဖို့မက်စလာဆက်နေရနေမနဲ့9နာရီခန့်မှာစစ်ကောင်စီကလေကြောင်းပစ်ကူအများပြားနဲ့ထိုးစစ်ပြင်ဆင်လာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တာလို့သိရှိရပါတယ်။ပြီးခဲ့တဲ့မက်စလာဒုတိယပတ်ထဲမှာအင်အား40ခန့်ဖြည့်တင်းခဲ့ပြီးနောက်မနက်ပိုင်းကနေညပိုင်းထိ Jet Fighter Y12 နဲ့ Y8 တိုက်လေယာဉ်များနဲ့ပေါင်900ဘုံများပါဝင်အကြိမ်20ထက်မနည်းတနေ့ ေကုံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။မက်လ73ရက်နေ့ကလည်းစစ်ကောင်းစီကခလာရ268တရင်တွေကိုစစ်ကူချပေးဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ပဲလှည့်ပြန်သွားခဲ့ရတယ်လို့သိရှိရပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တာတွေရှိနေကြပြီးတချို့ကိုစစ်သုံးပန်းဖြင့်ဖမ်းဆီးရမိထားကလက်နက်ခဲယံတချို့ကိုတင်စီရရှိထားတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ခဲ့တဲ့ဖလန်းမြို့သိမ်းတိုက်ပွဲတွင်မြို့ပေါ်ရှိစစ်ကောင်စီစခန်းအားလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပြီးခလာရ268တရင်သာကြန့်ရှိနေတဲ့အတွက်ကြောင့်အဆိုပါစခန်းကိုသိမ်းပိုက်နိုင်ရေးဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ကတိုက်ခိုက်နေတာဖြစ်တယ်လို့သိရှိရပါတယ်။ ချင်းညီနောင်တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရမြို့သိမ်းတိုက်ပွဲအတွင်းအရာရှိအစင်အပါဝင်စစ်တုံးပန်းတရာကျော်ဖမ်းဆီးရမိထားကလက်နက်ခဲယံအများအပြားကိုသိမ်းဆီးရရှိထားတယ်လို့သိရှိရပြီးနိုင်ငံတကာဥပဒေများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲတွေအတွင်း CDF မင်းတန်နဲ့ PDF ဇိုလန်ပါဝင်တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်းအများအပြားထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ရန်ကုန်မန္တလေးလမ်းဟောင်းမှာအေယာဝတီအမှတ်3တရင်မှ PDF ရဲပေါ်များလမ်းပိုင်းစစ်စင်ရေးပြုလုပ်လျက်ရှိတဲ့တရင်ကိုတင်ပြပေးကြပါရစေ။မတ်လ23ရက်နေ့မှာရန်ကုန်မန္တလေးလမ်းဟောင်း၌အေယာဝတီအမှတ်3တရင်မှာ PDF ရဲပေါ်များကလမ်းပိုင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးစစ်ရေးအခြေအနေများကိုပြည်သူများထံတင်ပြဆွေးနွေးခဲ့ကြောင်းတရင်ထုတ်ပြန်ထားပါရစေ။ဒါပြင်ရဲပေါ်များကပြည်သူများအနေနဲ့လေအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ခြင်းနီးနီးကပ်ကပ်နေထိုင်ခြင်းများကိုရှောင်ကြဉ်ကြပါရန်မြစ်တာရဲခန့်တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်ခင်ဗျာ PDF ဇူလိုင်ရဲ့အပတ်စဉ်15စစ်တင်တန်းမှာအမျိုးသမီးရဲဘော်၁၀ဦးကျော်ပါဝင်တက်ရောက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။ချင်းပြည်နယ်မြောက်ပိုင်းတီးတိမ်မြို့သိမ်းတိုက်ပွဲအတွက်ပြင်ဆင်နေတဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇူလိုင်ရဲ့အပတ်စဉ်15စစ်တင်တန်းမှာအမျိုးသမီးရဲဘော်၁၀ဦးကျော်ပါဝင်တက်ရောက်နေတယ်လို့ခုနုတုံတဲ့ရင်ကဖော်ပြထားပါရစေ။ PDF ဆိုလည်းရင်အပတ်စဉ်15အခြေခံစစ်တင်တဲ့မှာတင်နန်းသားတင်နန်းသူ90ကျော်တက်ရောက်ခဲ့ကြတာဖြစ်ပြီးအမျိုးသမီးရဲဘော်10ဦးကျော်ပါဝင်ခဲ့ကကလေးဒေသပါဝင်ချင်းပြည်နယ်နေရာဒေသအစုံကလူငယ်များပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။အဆိုပါစစ်တင်တဲ့အပတ်စဉ်15ဟာနှစ်လနီးပါးကြာမြင့်ခဲ့ပြီးမတ်လ17ရက်နေ့ကတင်နန်းစင်ခန္ဓာပြုလုပ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာလေစစ်အခြေခံတင်နန်းအပတ်စဉ်16အတွက်တင်နန်းသားအသစ်များခေါ်ယူနေပြီးစည်ရင်းပေးသွင်းနိုင်ပြီဖြစ်ကြ ောင်းမက်လာ9ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ PDF ဇိုလန်တပ်ဖွဲ့ဟာဖလန်းမြို့သိမ်းတိုက်ပွဲမှာချင်းညီနောင်တော်လိုင်းပူပေါင်းဖွဲ့နဲ့အတူကာလာယာ268တပ်စခန်းကုန်းကိုလက်တလောမှာထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။မုံဒီနယ်လွမြောက်ရေးတပ်တော် GD2 drone တပ်ဖွဲ့မှတပ်သားတစ်ခေါ်ယူနေတဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် Moon Liberation Army ရဲ့ Glon Drone Team 2 Multi Rotor Drone တပ်ဖွဲ့မှတပ်ဖွဲ့ဝင်အစ်စ်များလက်ခံခုံယူနေကြောင်းထုတ်ပြန်ထားပါတယ်။ MLA ရဲ့ ဂလုံ drone team 2 multi rotor drone တပ်ဖွဲ့ကို2022ခုနှစ်ဩဂုတ်လ31ရက်နေ့ကပြည်သူလူထုကိုကာကွယ်လုပ်ပြီးစစ်ကောင်စီကိုဤပညာနဲ့စန့်ကျင်လိုတဲ့လူငယ်များနဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။2022ခုနှစ်မှာ2024ခုနှစ်အတွင်းကြာရင်စိတ်ကြီးတောင်ကြာရင်ကော့ကာဖျားငုတ်တူပော့ဘိန်း ခြောင်းနှခွာကြိုက်တူဓမ္မတနေမီများမှာစည်ရေးဖော်ဆောင်မှုများဆောင်ရွက်ခဲ့ကစစ်ကောင်စီဘက်မှအကြီးတန်းအရာရှိအစင်များအပါအဝင်တပ်သား150မှ200အထိ ထိခိုက်သေးဆုံးခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာမွန်လုံးမြောက်ရေးတပ်တော် MLA ရဲ့ Glone Drone Team 2 Multi Rotor Drone တပ်ဖွဲ့မှတီတူလူလူကိုကာကွယ်လိုပြီးစစ်ကောင်စီအားစမ်းကျင်လိုကြတဲ့လူငယ်များအားစစ်စစ်လက်ခံလျက်ရှိတယ်လို့အသိပေးဖိတ်ခေါ်ထားပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စီရေးသတင်းတွေကို Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ